2025ခုနှစ်ဧပြီလ22ရက်နာနဲ့6နာရီဂျိုလူမတိုင်းတာရရှိချက်တွေနဲ့ငလင်ဒေတာများနဲ့အခြားဒေတာများတွေမူလဝတ္တများကိုလေ့လာပြင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့အခြေခံထားလေ့လာတဲ့လေစီးကြောင်းတက်ခတ်မှုများကိုဂျိုလူကပေးပို့တဲ့ပုံများနဲ့ graphic ဆောတဲ့အခါမှာအိန္ဒိယသမုတ်ပြာက တင်္ဂလာပင်လယ်ကိုဖျက်ဝင်လာတဲ့လူကြီးကြောင်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကနေစင်အိမဝတာတောင်လာမှာသွားရောက်ပေါက်ဆက်သလိုပဲအချို့လူများဟာအီယာရီတိုင်းရန်ကုန်တိုင်းဘူကဲကနေပတ်ပြီးတော့မြန်မာပြည်လက်ပိုင်းကိုဖျက်တိုက်သွားပါတယ်အပေါ်ပိုင်းမြန်မာပြည်နောက်ဘက်ကတောင်လန်းဒေသလူကြီးများနဲ့မန္တလေးမုံရွာမှာပြုစုမှုဖြစ်ပါတယ်ပစိဖိတ်သမုဒ္ဒရာလာဒီစီကြောင်းဟာထိုင်းနိုင်ငံကိုဘာမှမဟုတ်ဖျက်ပြီးတော့တက်ခတ်တာတွေ့ရသလိုပဲ ဒီစီကြောင်းရှုပ်ခင်းမှုဆက်လက်ဖြစ်နေတယ်လို့ပြောရမှာဒီနေရာမှာကျွန်တော်တို့သတိထားဖို့လိုတာကမြန်မာပြည်အနောက်ဘက်ကတိုက်ခတ်လာတဲ့နေရာရန်ကုန်ဘဝနေပြီးတော့ကိုယ်ပြီးတော့မြန်မာပြည်လက်ပိုင်းကိုတက်တဲ့အတွက်ကြောင့်မလို့လေဆုံပြည့်ရှိတဲ့နေရာမှာနေရင်းတက်ခတ်မှုဖြစ်နေတတ်ရှိပါမြန်မာပြည်မြောက်ဘက်ကဆင်းလာတဲ့လေကိုတောင်ဘက်ကတက်သွားတဲ့လေကိုကဖိနှိပ်တဲ့အတွက်ကြောင့်မလို့နှစ်စဉ် ကလေးဖြစ်တာရှိတဲ့ ARV ရေရိုးတလျှောက်အထူးသဖြင့်ကနေဒေသမှာမြေစိုက်ရေစတင်တိုက်ခတ်နေတဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့အထူးသိထားဖို့လိုပါတယ်။ကျွန်တော်တို့ဒီကနေ့လေစီကြောင်း တိုက်တာချက်ကိုလေ့လာပြတဲ့အခါမှာပင်လယ်မြေမှာရှိနေတဲ့ရေငွေ့တွေရဲ့အနေအထားဟာအများဆုံးကမမာပြီးတဲကိုမဝင်မဲနဲ့ပတ်ပြီးတော့အပြင်ထွက်သွားတာတွေ့ရပါတယ်။မမာပြီးအလဲပိုင်းကိုအနည်းငယ် ဝင်လာတယ်တွေ့ရသလိုပဲမြန်မာပြည်အထက်ပိုင်းမှာတော့တိမ်မြင့်တိမ်တောင်းနေရှိနေတာတိုက်တာရရှိပါတယ်ဒီအတွက်ကြောင့်လို့မြန်မာပြည်အထက်ပိုင်းမှာမိုးနှင်းငယ်များလို့ပဲမြန်မာပြည်အောက်ပိုင်းမှာမိုးနှင်းငယ်များလာပါတယ်ဘယ်လိုများနိုင်လဲဆိုတာကြည့်ရအောင်ကျွန်တော်တို့20နှစ်နဲ့မနဲ့တနအရနေတော့မနဲ့6နိုင်မှာဆိုလို့ရှိရင်ရှမ်းပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာမိုးအနေငယ် ရရှိတာတွေ့ရပါတယ်အထူးသဖြင့်နေကြီးနောက်ကိုဟိုပြုတ်တော့ကစင်ပြင်းတဲ့တစ်ခုလုံးမိုးနေနေရနိုင်ပါတယ်ထို့အတူပဲကျေပုံနဲ့မန္တလေးကြားမှာမိုးပွဲလေးကြနိုင်တဲ့အနေအထားရှိပါလေနောက်တစ်နေရာကတော့ကျွန်တော်တို့ရေးရဲ့အရှိဘက်တောင်တန်းဒေသမှာမိုးနေနေကြနိုင်ပါတယ်မနေ့6နိုင်ရနေပြီးတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ မြန်မာပြည်အထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမှာမိုးဆက်လက်ရွာပြီးလို့ရှိရင်တော့မန္တလေးအထက်နယ်မုံရွာထက်လေးနားမှာမိုးပွဲအနည်းငယ်ကျနိုင်တာတွေ့ရသလိုပဲအထူးသဖြင့်နေမြို့နယ်မိုးဘွယ်မှာမိုးနည်းနည်းကျနိုင်ပါတယ်ထို့တူတောင်မူအရှိတ်ဘက်ဆန်းကတောင်နှမ်းမှာမိုးနည်းနည်းကျနိုင်ပါတယ်ဆက်လက်ပြီးတော့ရေးရဲ့အရှိတ်ဘက်တောင်နှမ်းမှာမိုးကျနိုင်တဲ့အခြေအနေရှိပါတယ် နေ့လယ်ဆန်းလာရနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာလည်းကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးရွာသွန်းနေပြီးတော့ရှမ်းပြည်နယ်မြောက်ဖက်ချမ်းမှာနောက်တူကိုပြုတ်တော့မိုးနည်းနည်းရွာနိုင်ပါတယ်။ရခိုင်ပြည်နယ်ရခိုင်ရိုးမတောင်နှမ်းပေါ်မှာစစ်တွေအရှိတ်ဘက်မှာမိုးရွာပြီးတော့6တို့ရေနံကျောင်းတို့မကွေးတို့မှာမိုးပွဲအနေနဲ့ကြာနိုင်တာကိုခမန်းချက်တွေကပြထားပါတယ်။ တောင်မချောင်းကိုကြည့်မှဆိုလို့ရှိရင်တော့ကရင်ပြည်နယ်နဲ့ပြည်ထနိုင်တိုင်းမှာမိုးဝဲနဲ့ကြနိုင်မှာညနေ6နာရီကနေတော့ည7နာရီအတွင်းမှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်ဘက်မှာပုံမူပြီးတော့မိုးများလာနိုင်တဲ့အနေအထားရှိပြီးတော့စကိုင်းတိုင်းအထက်ပိုင်းမှာလည်းမိုးများနိုင်ပါတယ်။ရှမ်းပြည်နယ်နောက်တူကိုဗဟိုပြုတ်ပြီးတော့မိုးဆက်လက်ပြီးတော့ညားနိုင်ပါလေအဲ့ဒီအချိန်မှာလာရှိုးလဲမိုးကြနိုင် ရခိုင်ရုံးမှာပါစစ်တူရဲ့အရှိပဲရခိုင်ရုံးမှာတစ်ခုလုံးမိုးပဲနဲ့ငယ်ကြပြီးတော့ဂျင်တန်တောင်းတဲ့မကွေးမှာမိုးနေနေလေးကြာနိုင်လို့ပဲကျွန်တော်တို့နေပြီးတော့တောင်းဘူးဖြူရဲ့အရှိပဲတောင်းတန်းနေမှာမိုးအနည်းငယ်ကြာနိုင်ပါတယ်စစ်တောင်းမြောင်းမှာမိုးကြာလို့ပဲတထုံဘက်မှာလည်းမိုးကြာနိုင်ပါတယ်တို့တူပြင်ပြင်းနဲ့တရင်းနိုင်တိုင်းမှာမိုးနေနေကြာနိုင်ပါတယ် ဒီနေရာမှာကျွန်တော်တို့သတိထားဖို့ကကောင်းငင်ပေါ်မှာရှိတဲ့တိမ်တိုက်ပြီးနေသွားတာနဲ့များရေပြင်ကိုနေအောင်ကြီးတိုက်ရိုက်ကျဆင်းပြီးတော့ရေပြင်ကနေပြီးတော့နေအပူချိန်ဆုပ်ယုံမှုကြောင့်မလို့အပူချိန်စတင်မြင့်တက်လာတာတွေ့ရှိရမှာပါဒါကတော့22ရက်နေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်တော့အပူချိန်38 degree centigrade ARV မြေရိုးတခြားသို့မဟုတ် မလင်းလှုပ်တဲ့ဒေသကြီးခုလုံးမှာခံစားမှာဖြစ်ပါတယ်။ဒါမဲ့23ရက်နေ့မှာဆိုလို့ရှိရင်မန္တလေးရဲ့အနောက်ဘက်မုံရွာကလေးဝကလေးဘက်မှာဆိုလို့ရှိရင်အပူချိန်40ကျော်ကျော်ကြီးခံစားရဖို့ရှိပါတယ်။ဒီအတွက်ကြောင့်မလို့ကြိုတင်ပြစင်ပါ။ဒါမဲ့24ရက်မှာဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့အပူချိန်မြင့်မားနေမှာဖြစ်ပါတယ်။ကျွန်တော်တို့အထူးသတိထားရမှာကတော့ငလင်းဒေသတွေမှာ ီပူရန်ကိုဘယ်လိုဖြတ်သန်းမလဲဆိုတော့မြေပြင်မှာရှိတဲ့ပညာရှင်တွေနဲ့ပရာဟိတဖွဲ့ရင်းနဲ့တိုင်ပင်ပြီးတော့ပြင်ဆင်ထားကြဖို့ဒီနေရာသတိပေးလိုပါတယ်။ကျွန်တော်တို့ဒီကနေ့သတိပေးချက်တွေကိုလည်းကိုသက်ထရီနိုင်တတိရန်ကနေပြီးတော့ MP3 download လုပ်ပြီးတော့မိတ်ဆွေများကိုမျှဝေနိုင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ site ပြိုးရေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပြောချင်ပါတယ်။2025 April မှာ မိုးရွာသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တာမန်နှစ်တည်ထက်မိုးရွာစဉ်တလမနှီးပါပူရတယ်လို့သုံးသပ်ရပါမယ်။လာမဲ့မေလမှာဆိုလို့ရှိရင်မြန်မာပြည်အောက်ပိုင်းမှာတာမန်နှစ်တည်ထက်နှစ်လမပူပြီးတော့မိုးရနိုင်လို့မိုးများမယ်လို့ပြောနိုင်ပါတယ်။ထို့အတူမြန်မာပြည်အထက်ပိုင်းမှာလည်းမိုးရွာစဉ်တလမပူပြီးတော့ရနိုင်တဲ့အတွက်ကြောင့်မို့ဒီနှစ်အားဆိုလို့ရှိရင်တော့ မိုးရွာကြီးစောပြီးတော့မိုးကာလာမှာမိုးများနိုင်တယ်လို့ကျွန်တော်တို့အသိပေးပါရစေ။အဲ့တော့မိမိတို့လုပ်ငန်းတွေအတွက်ကြိုတင်ပြင်ဆင်ထားကြပါကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အခုတင်ပြချက်တည်းဟာ social media ကနေပြီးတော့ဖြန့်ဝေသတိပေးနေတာဖြစ်တဲ့ကြောင့်ဘုမမပြင်မှာအသုံးများတဲ့ Facebook နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တောင်းဆိုပါရစေ။ကျွန်တော်တို့ကိုသက် trainer ရဲ့ Facebook ရဲ့ဘယ်ဘက်မှာ reading ဆိုတာရှိပါလေအဲ့ဒါလေးကိုနှိပ်ပြလို့ရှိရင် yes ဆိုလေးကိုနှိပ်ပေးကြပါအဲ့ဒါဆိုရင် Facebook ကနေပြီးတော့အခြားလူများအားလုံးကြည့်ရှုနေတယ်ပြန်လဲမျှဝေပေးမှဖြစ်ပါတယ်